ဒီကောင်လေးကတော့ SJ Cam C400 Pocket 3လို့ခေါ်တဲ့ 3A1 Action ကင်မရာလေးတစ်လုံးပါသူရဲ့ဈေးနှုန်းက DJI Pocket 3နဲ့ရှင်ထပ်ဝက်လောက်ဈေးသက်သာတဲ့ budget ကင်မရာလေးတစ်လုံးပါ။ဒါပေမဲ့ DJI Pocket 3ထက်အားသာချက်တွေရှိနေပါတယ်။သူ့ကိုအပေါ်ကကင်မရာအတုံးလေးဖြုတ်ပြီးတော့မီတာ90လောက်အဝေးမှသွားချထားပြီးဒီ body အတုံးလေးကနေကျွန်တော်တို့ control လုပ်လို့ရပါတယ်။ ဥပမာကျွန်တော်တို့အနီးကပ်သွားရိုက်လို့မရတဲ့တရိတ်ဆန်လေးတွေကိုဒီကောင်လေးဖြုတ်ပြီးတော့သွားချထားခဲ့မယ်။ body တုံးလေးနဲ့ကျွန်တော်တို့အဝေးတနေရာကနေထိုင်ကြည့်မယ်။ဒါမှမဟုတ်ရင်ကောင်လေးဖြုတ်ပြီးတော့ဆံကယ်အုပ်ထုပ်ပေါ်တက်ပြီးကဘာပတ်မောင်းလို့ရပါသေးတယ်။ ့ရဲ့ battery က9နာရီခန့်ပဲလို့ပြောထားပါတယ်ကျွန်တော်လက်တွေ့စမ်းသုံးကြည့်တာတနေကုန်ဗီဒီယိုရိုက်တယ်မိုးတော်ချုပ်သွားတယ် battery ကမကုန်ဘူးဗျာအဲ့ဒါတစ်ချက်တော့မိုက်တယ်ကင်မရာရဲ့ resolution က 4K ultra ထိရပြီးတော့ဗီဒီယိုရဲ့ရုပ်ထွက်ကိုတော့တစ်ချက်ကြည့်လိုက်ပါကျွန်တော် iPhone 13နဲ့ရှင်ပြီးတော့ရိုက်ပြထားပါတယ် ဒီကောင်လေးကထပ်စကရင်နဲ့မို့အသုံးပြုရတာအရန်လွယ်ပါဆယ်ဖီကင်မရာဘက်ကိုလက်မဲ့ဆိုရင်လည်းပဲမှန်လေးကိုထောင်းလိုက်ဒီလိုလေးတစ်ချက်ဆွဲချလိုက်ရုံပါပဲကျွန်တော်တို့ကဒီလိုအလျားလိုက်ရရတာဘိုးသွားလို့ထင်နေရင်အထောင်လိုက်ရိုက်ချင်တယ်ဗျာ rotate ပြောင်းမယ်ဒါဆိုရင် screen လေးအပေါ်ကနေအောက်ကိုဆွဲချမယ်ဒါလေးကိုတစ်ချက်နှိပ်ပြီးပြောင်းလိုက်ရုံပါပဲသူက wifi ပါတာမို့ကျွန်တော်တို့ရိုက်ထားတဲ့ video တွေနဲ့ဓာတ်ပုံတွေကိုဖုန်းနဲ့ချိန်ပြီးတော့ download ဆွဲရုံပါပဲ